အရင်ဆုံးတော့နိုင်ငံရေးသဘောပေါ်ရလေကျွန်တော်တိုင်းရင်းသားတော်လှန်ရေးအခွင့်အစည်းခေါင်းဆောင်တွေနဲ့တွေ့ရနော်ခေါင်းဆောင်တွေနဲ့တွေ့ရတယ်တိုင်းတော်လှန်ရေးအခွင့်အစည်းတော်လှန်ရေးပေါ့လေတော်လှန်ရေးအားစုတွေရဲ့ခေါင်းဆောင်တွေနဲ့ကျွန်တော်တို့ဦးဆောင်တဲ့သူတွေနဲ့တွေ့ရဆိုတော့ကျွန်တော်အခုအားလုံးအားလုံးကိုကျွန်တော်တွေ့ပြီးပြီလို့ပြောရင်ရပါကျွန်တော်တွေ့ပြီးတော့ကျွန်တော်တို့တို့တွေနဲ့အဲအတူတူနေတယ်အတူတူစားတယ်အတူတူနားတယ်နော်အတူတူကျွန်တော်တို့တွေဆွေးနွေးကြတယ်အ အချိန်ကျွန်တော်တို့ယူပြီးတော့ဆွေးနွေးကြရတယ်။ formal informal ပေါ့နော်။ရင်းရင်းနှီးနှီးနဲ့ကျွန်တော်တို့ပြောဆိုဆွေးနွေးမှုတွေလုပ်ခွင့်ရတယ်လုပ်ရတယ်။ဒါဟာတိတ်အရေးကြီးပါတယ်။ကျွန်တော်ရဲ့ဒီဒေါ်လန်ရေးကာလအတွင်းမှာတော့ဒီဟာကဒါပထမဦးဆုံးအချိန်တွေ့ရတဲ့ခေါင်းဆောင်တွေနော်လူကိုယ်တိုင်တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်။ဒေါ်လန်ရေးသမားတွေအများကြီးရှိတယ်။နေပြင်းတက်မှုတွေအများကြီးရှိတယ်။သူတို့တွေနဲ့တွေ့ရခုနကဆုံရရင်းနှီးရခုနကလို့ပေါ့နော်အတူတူအဲအတူတူဒီရင်ဆိုင်ရတဲ့ အခြေအနေတွေဟာအစ်စ်ကိုကျွန်တော်တို့ဒါဟာကောင်းတယ်လို့ကျွန်တော်မြင်တယ်။တော်လန်ရေးအတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။ဒါတော့ဒီအချိန်မှာကျွန်တော်တော်လန်ရေးကောင်းဆောင်တွေနဲ့တွေ့တော့ပြောပြတဲ့စကားအဓိကကတော့အဓိကပြောခဲ့တဲ့စကားကတော့ကျွန်တော်တို့ NUG ဟာ2021တုန်းကတော်လန်ရေးအနေအထားအရဖွဲ့စည်းထားတဲ့နော် NUCC CRPH NUCC နဲ့ NUG ဖွဲ့စည်းထားတဲ့အဲဒီတော်လန်ရေးအစိုးရအနေနဲ့ပေါ်ပေါက်လာတာဖြစ်တယ်။ အဲ့ဒီ2021ရဲ့အခြေအနေနဲ့အခု2025ရဲ့အခြေအနေဟာမတူတော့ဘူးဆိုတာကိုကျွန်တော်တော်လန်ရေးခေါင်းဆောင်များအားလုံးကျွန်တော်ပြောပြပါအဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာဒီတော့လက်ရှိတော်လန်ရေးမှာညီနေရာတွေ territory တွေပိုင်ဆိုင်နေတယ်နော်နောက်ကြတော့ခုနစီရေးအရတက်အင်အားတွေလက်နက်အင်အားတွေပိုင်ဆိုင်နေတယ် နိုင်ငံရေးအရလည်းပြည်သူလူထုတရလုံးကထောက်ခံနေတယ်။ဒီတိုင်းရင်သာခေါင်းဆောင်တွေတော်လှန်ရေးခေါင်းဆောင်တွေဟာဒီနေ့တော်လှန်ရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးပေါင်းစည်းကြရမယ်၊စုစည်းကြရမယ်၊ညီညွတ်ကြရမယ်၊ပါဝင်ကြရမယ်ဆိုတဲ့အကြောင်းပါဝင်ဖို့လိုတဲ့အကြောင်းကျွန်တော်ဆွေးနွေးပြပါတယ်။ဒါကြောင့်တကယ်တော့ဒီတော်လှန်ရေးရဲ့အနေအထားဟာ2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာ ပြင်ကူးပြောင်းရေးကာလအစိုးရတခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့ဒီဒေါ်လာရေးအင်အားစုများဒေါ်လာရေးခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဆင်းရဲဖြစ်ပါတယ်။ဒီခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဒီ2025မှာကျွန်တော်တို့အချင်းချင်းကြားပြည်စည်းမှုညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစီရေးနိုင်ငံရေးအဆင့် နောက်အဆင့်ပြတ်ဖို့ကျွန်တော်တော့အဆင်သင့်ဖြစ်နေတယ်လို့မြင်ပါတယ်လို့ကျွန်တော် အခုဒီအဲကျွန်တော်ပြန်ရောက်ပြီးဆွေးနွေးချက်တွေရကျွန်တော်နားလေရအောင်ကျွန်တော်တို့ဒီရှင်းလင်းပြတဲ့မှာနေပြေရှင်းလင်းလုပ်ပြပါအဲ့တော့လိုက်သွားတာရှင်းမှာတော့ကျွန်တော်တို့ရှိသေးတယ်လောင်းနေရတာလေရှင်းအောင်ကောင်းတွေကဒီပြေပေါ်မှာတို့ကဆက်ချေးတွေကောက်နေတာအဲ့ကောင်တွေလောင်းတို့ခြေလာကျွေးမှာပြတော့လောင်းနေရတာလေရှင်းမှာရှင်းလင်းမှုတွေရှင်းလင်းရှင်းလင်းမှုတွေတော့ချက်လုပ်နေတာအားလုံးကျေးဇူးတင်ပါတယ်ရှင်းလင်းပါဗျာရှင်းရင်းရှင်းရင်းသွားရပါရှင်းရင်းမြေထဲမှာဒီကောင်းလေးလောင်းနေဟုတ်90ကျွေးမယ်ခွေးစာကျွေးမယ်လက်နာစာကျွေးမယ်အဲ့ဒါကမှာမျက်စာကျွေးမယ်အဲကျွေးမယ်ဟုတ်လားကျွေးမယ်အဲ ောင်းတိတိတဲ့ခေါ်လာခြင်းပဲတော့ဒီခုနှစ်ဖွဲ့က27နိုင်ငံရေးခင်းချင်းစပြီးတော့တနှစ်ကြာတဲ့အချိန်မှာဒီခုနှစ်ဖွဲ့အစည်းအဝေးလုပ်တယ်။2020မှာအစည်းအဝေးတခါလုပ်တယ်။အဲဒီခုနှစ်ဖွဲ့တွေ့တယ်။တွေ့လဲပြီးတော့2023လဲရောက်တော့အဲဒီ2023ဆစ်ဆီကိုအကောင့်လေးပေါ်တယ်။တနှစ်လုံးလုံးသူတို့ပတ်စံစုတယ်။ခဏခင်းရစုတယ်။ပြီးတော့သူတို့ချင်းချင်းတိုင်ပင်မှုတွေတိုင်ပင်ပြီးလူကြိတ်စုတယ်။ပြီးရင်သူတို့ချင်းချင်းဤပညာကိုရအောင်ချင်းချင်းဖလှယ်တယ်။ပြီးလဲပြီးတော့2023 2023ဆစ်ဆီကိုစတယ်။ တရုတ်ကမီးသိမ်းပြမှုကိုစောင့်မီးသိမ်းလည်းပြအောင်အုံဝင်တိုက်ကျွန်တော်အဲ့တော့တခါလေးပြောရဲအဲ့တော့အခုပြီးလည်းပြီးရောပြီးသွားပြီအဲ့ဒီကိစ္စကိုတက်ကိုဆက်စီပရမနန့်ထွက်လိုက်ပြီးသွားပြီအခုအခုထပ်ပြီးတော့တခါ9ဖွဲ့ထပ်တွေ့ရဲဘာတို့တွေ့ကြတာဖြစ်နိုင်လဲဆိုမိကွန်ကျွန်တော်အဲ့ဒီတွေ့ဆုံမှုကိုစိတ်ထဲမှာတန်တရာရှိတယ်တန်တရာကြီးတယ်ဟာတန်တရာဆိုအကယ်၍တို့တွေ့ဆုံမှုကငင်းငယ်ပိစ်ပေါ့နော်စစ်ဖာလို့ပြီးတော့ဒီပိစ်တော့ပေါ့နော်ဟိုငင်းငယ်စကားဝိုင်းပေါ့တက်လာဘူးပြီးတော့တကယ်ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်ဖို့တက်မလို့နဲ့ အနားငါလာအကျိတ်တွေဆွေးနွေးပြီးတော့အကျိတ်ရကျိတ်တွေဆွေးနွေးပြီးတော့တကယ့်ကိုကောင်းမွန်တဲ့ Federal တိစောက်ဖို့ကြိုးစားတာဆိုရင်ကျွန်တော်တို့ welcome အဲ့ဒါလို့မဟုတ်ဘဲနဲ့ဆွေးနွေးသလိုဟန်ပြပြီးတော့စစ်တပ်ကိုထပ်ပြီးတော့ရှိနေအားနေအောင်ထပ်တိုက်အောင်မယ်တောက်အောင်မယ်ဆိုရင်တော့ဒါဟာရှင်းရှင်းပြောရရင်တော့ဒီတိချီကတော့ပုံမှန်နဲ့ပြောရအောင်ကျွန်တော်တို့ဒိုင်းပြီးလို့နော်အမာတုကိုအမာတုကိုအခြေပြုတဲ့ဒိုင်းပြီးလို့ဘယ်လိုမိုင်းတိုက်ပြီးအဲ့ဒါတော့နှုတ်ရှားကြဖို့လူပြီးလို့ကျွန်တော်တိုင်းလုပ်နေတယ်ထပ်ပြောချင်တာကအမာလူမှုအနေနဲ့နှုတ်ကြဖို့လူပြီးအမာတုကနှုတ်ကြဖို့လူပြီး ဒီကောင်တွေကအကယ်၍ဒီခုနှစ်ဖွဲ့ကတွေ့ဆုံပြီးတော့မတော်တဆများနောက်ထပ်စုပြီးအင်အားစုစည်းပြီးတော့ပိုင်းတစ်ခုနဲ့တက်ပြီးထပ်ပြီးတော့တိုက်ကြအောင်မယ်ဆိုရင် တိုင်းသားတွေလည်းအများကြီးသိတယ်။ဗမာတို့လည်းအများကြီးသိတယ်။ဟုတ်တယ်ပြောရင်တော့ကဲတော့မင်းကညားတယ်ကအဲ့ဒီသတင်းတွေရုပ်တံပြူဘာတွေဓာတ်ပုံတွေတက်လာတယ်ကကရန်ရအရာရှိတွေဟိုမှာကျွန်တော်ဝိုက်ပြူသွားလို့ဒေသခံတွေကြိုဆိုတဲ့ရုပ်တံပြူဘာတွေဒါကျွန်တော်ဘုံဘုံကြီးကန်ရှောင်းရဲ့ဓာတ်ပုံတွေတက်လာတယ်ကအကုန်လုံးထုတ်လို့ရတယ်ဖြစ်ကုန်ကြပြီတော့ဟာဗာလဲ FNCG ခွန်းတို့ဖွဲ့ကအစည်းအဝေးတွေထပ်ပြီးတော့လုပ်ပြမင်းဒီကောင်တွေထပ်ပြီးတော့ဗာလဲကြိတ်ပြီးတော့ဆွေးနွေးနေရလဲကျွန်တော်ကိုယ်နဲ့ဖတ်ပြခဲ့တဲ့အခုချိန်ဒီလောလောဆယ်မှာဘာမှမသိရတော့ဒါပေမဲ့ဥစောဆန်းကတော့ဘယ်လိုပြောလဲဆိုတော့ဒီ KI နဲ့ TI တွေကိုထပ်ပြီးတော့ကျွန်တော်ပေါင်းစည်းပြီးတော့စီးရင်နောက်ထပ်တစ်ခုအချိန်ထပ်ပြီးတော့မြင့်မယ်ဆိုရင်ဥစောဆန်းတော့မှာထပ် ပြီးတော့ပြောသွားသေးတယ်။အဲ့ဒီသတင်းတွေတက်လာတဲ့ရုပ်တံပြီးတော့မှလည်းတက်လာတဲ့အကြမ်းဖက်စစ်ကွေးတက်တဲ့မှာတရော်လေးကိုလှုပ်လှုပ်ရရဖြစ်နေပြီးတော့ဒီကောင်လေးချိန်ပြီးတော့အစည်းအဝေးတွေလုပ်ပြန်ပြီးတဲ့နောက်ထပ်1027တတိယလိုင်းပြန်ထပ်ပြီးတော့လောင်းလားဆိုတော့ပြောလို့တော့ကျွန်တော်မရပါဘူး။ MPNCC ခုနကဘွဲ့ဘာတွေဆွေးနွေးထားလဲဆိုတာအခုချိန်ထိသတင်းအစတော့မသိရှိရသေးဘူး။ Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ